မင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုကိုနည်း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 ဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့အဲ့ဒါကတော့စိတ်သက်ကြန့်ခံရအောင်ဘယ်လိုလုပ်ကြမလဲဆိုတာပါပဲอืมကောင်းနေကောင်းစဉ်မယ်ဂျူရူဒီဆွေးနွေးမှုအတွက်အခြေခံထားတာကတော့ဘုဒ္ဓဘာသာရှုကောင်ကနေဒီအကြောင်းကိုရှင်းပြထားတဲ့ YouTube ဗီဒီယိုမှာတိုင်တစ်ခုကအချက်တွေပါဟုတ်ပါတယ်အဲ့မှာစိတ်သက်ကြန့်ခံမှုရဲ့ပုံရိပ်တစ်ခုကိုပြောပြထားတာသဘောကျတယ်မစ္စော်ယာရဲ့တည်ငြိမ်တဲ့ကြောက်ဆောင်ဥပမာလေးဟုတ်တယ်နော် ချီးမွားလာတဲ့ကဲ့ရဲ့တာတွေဟိုလေလောကတန်လီပင်းတွေတိုက်နေပြီးမဲ့မတုံမလုတ်ခိုင်မာနေတဲ့ကြောက်ဆောင်လို့ပေါ့အဲ့ဒါတကယ်စိတ်သက်ကြန့်ခိုင်မှုပဲဆိုတော့အဲ့လိုကြောက်ဆောင်လို့စိတ်မျိုးဖြစ်လာအောင်အမ်လက်တွေ့ကျင့်သုံးနိုင်မယ့်နီလန်းတွေကိုစပြီးဆွေးနွေးကြကြရတော့ပေါ့ကောင်းပါပြီပထမဆုံးအချက်အနည်းနဲ့ပြောရရင်ဟုတ်ကဲ့ဘဝရဲ့အတက်အကျတွေကြားထဲမှာတည်ငြိမ်တဲ့စိတ်ကိုထားနိုင်မှုပဲအာဟုတ်ဘဝကိုပင်လယ်နဲ့တူတယ်လို့ပြောကြသလိုပေါ့နော်တစ်ခါလေးငြိမ်တယ်တစ်ခါလေးမုန်တိုင်းထန်တယ်ဆိုတာမျိုးအင်းအတိအကျပဲ ဘဝမှာဘယ်သူမှမစိုးကြုံရမယ့်အခြေအနေရှစ်မျိုးရှိတယ်လေလောကတန်တရား၈ပါးပေါ့ဟုတ်ဟုတ်တယ်လပြတာဆုံးရှုံးတာချီးမွမ်းခံရတာကဲ့ရဲ့ခံရတာကြောကြတာမကြောကြတာချမ်းသာတာစင်ရဲလာတွေပေါ့อืมဒီလိုဒီကြုံလိုက်ရခါကိုယ်စိတ်ကိုဘယ်လိုထိမ့်မလဲအာအဒီအချိန်မှာကိုယ်စိတ်နဲ့ခံစားချက်တွေကိုတတိလေးနဲ့စောင့်ကြည့်ဖို့လိုတယ် mindfulness ပေါ့ဟုတ်ကဲ့ နောက်ပြီးကိုယ့်အသွင်းစိတ်ကဘလို့အလုပ်လုပ်လဲဆိုတာနားလည်ဖို့လည်းအရေးကြီးတယ် self awareness ပေါ့လေဆိုတော့ကကိုယ်ခံစားချက်နောက်ကိုအအလေးတကူလိုက်မသွားပဲဟန်ချက်ညီအောင်ထိန်းဖို့ပေါ့ဟုတ်တယ်စိတ်ခံစားမှုတွေကဖြစ်လိုက်ဖြစ်လိုက်ပဲလေအဲ့ဒီနောက်လိုက်နေပြန်မှမှာပေါ့ဒါပေမဲ့အင်းဘွားကအခက်အခဲတွေပေးလာအောင်မှာပဲလေအဲ့ဒီခါကျရင်တော့တည်ငြိမ်ရုံးနဲ့လုံလောက်ပါမလားပြန်ပြီးကောင်းကောင်းရပ်တည်နိုင်ဖို့ပါလို့လေအေးမဒုတိယအချက်လာပြီအဲ့ဒါကခံနိုင်ရည်စွမ်းတိဆောက်ဖို့ပဲ resilience ပေါ့ resilience ခံနိုင်ရစွမ်းဟုတ်ကဲ့အခက်အခဲနဲ့ကြုံတဲ့အခါပြန်ပြီးထူထူမှန်မှန်ဖြစ်အောင်ကြိုးစားနိုင်တဲ့စွမ်းရည်ပေါ့ဒီနေရာမှာအရေးကြီးတာတစ်ခုကဘာကိုထိန်းချုပ်လို့ရလဲဘာကိုထိန်းချုပ်လို့မရဘူးလဲဆိုတာကိုခွဲတိဖို့ပဲဟွန်းဥပမာလေးတစ်ခုလောက်များလွယ်ပါတယ်ဥပမာနော်သူများကကိုကိုမကောင်းပြောတာဝေဖန်တာတွေကကို ထိန်းချုပ်လို့မရဘူးလေဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီဝေဖန်မှုပေါ့ကိုဘလို့တုံးပြန်မလဲကိုစိတ်ကိုဘလို့ထားမလဲဆိုတာက ကိုထိန်းချုပ်လို့ရလေလीကိုရွေချွဲမှုပဲအာဒါဆိုကိုထိန်းချုပ်လို့မရတဲ့ရတဲ့ကိုကိုကိုတုခပေးမနေပဲကိုလုံနိုင်တာကိုပဲအာယုံစိတ်ဖို့ပြောတာဗောမှန်ပါတယ်အဲ့ဒါဆိုရင်စိတ်သက်တာရရတယ်လीသူများစကားကြောင့်ကိုစိတ်ကိုအစိတ်တော့မဖြစ်စေနဲ့ဗောဒါဆိုခိုင်မာတဲ့စိတ်ဆိုတာလဲကြတာမျိုးမဟုတ်ဘူးဗောလဲကြရင်တော့အမြန်ဆုံးကန်ထနိုင်တာမျိုးကိုဆိုလိုတာဗောနော်ဟုတ်တယ်ဟုတ်တယ်လဲကြတိုင်းပြထနိုင်တဲ့တတ္တိမျိုးဗော အဲ့ဒါကပြဿနာကိုဘလို့ချင်းကလဲဆိုတဲ့စိတ်ထားနဲ့လဲဆိုင်နေဟုတ်ပြဿနာဖြေရှင်းတဲ့စိတ်ထားမျိုးမူဝေပို့လို့တာပေါ့အဲပြဿနာတခုကြုံလာပြီဆိုရင်အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားဖို့ကြိုးစားရမယ်ဟုတ်ကဲ့ပြီးတော့အရေးကြီးတာကပြဿနာကိုကိုယ်နဲ့ရောမဖြစ်လိုက်ဖို့ပဲငါကဒီပြဿနာပဲဆိုပြီးမထွေးပဲငါဒီပြဿနာနဲ့ရင်ဆိုင်နေရတာလို့မြင်ရမယ်ကိုကိုကိုအပြတ်တင်မနေပဲအခြေအနေကိုလက်ခံတာမျိုးပေါ့ ဟုတ်တယ်ပြီးတော့အရာလုံးမမြဲဘူးဆိုတာလေအမျက်တတိရအောင်မယ် impermanence အနိစ္စတဘောအင်းပြီးရင်ပြဿနာကဘိုင်းဆောင်ဖြစ်တာလေဘယ်မှာမားသွားလဲဆိုရင်အရင်မြစ်ကိုအေးအေးဆေးဆေးရှားဖွေဖြည့်ရှင်းဖို့ကြိုးစားအောင်ပေါ့ဟုတ်ပါပြီဒါကတတိရအချက်ဖြစ်တဲ့ကိုကိုကိုချစ်ခင်ကျင်နာတတ်ဖို့ဆိုတာနဲ့ဆက်ဆက်မှုရှိရမလားအများကြီးဆက်ဆက်နေတာပေါ့တကယ်လို့ကိုကိုကိုတောင်းဖို့ထားလဲချစ်တယ်ဆိုရင်လေဟုတ်ကဲ့သူများရဲ့အစိုးမြင်စိတ်တွေအပြည့်စကားတွေကိုကိုယ့်စီအလွယ်တကူဝင်ခွင့်ပေးမှမဟုတ်တော့ဘူး အာဘလို့မျိုးလဲစိတ်แท้ကနေငါဒီလိုအစိုးမြင့်စိတ်တွေလက်မခံနိုင်ဘူးငါငြင်းချမ်းခြင်းတယ်ငါ့ကိုငါတန်ဖိုးထားတဲ့ဆိုရစိတ်မျိုးမွေးရမှာဟွန်းဒါကိုနေ့တိုင်းဘလို့လေ့ကျင့်လို့ရမလဲနီလန်းလေးများရှိမလားရိုးရှင်းတဲ့နီလန်းလေးရှိပါတယ်မနဲ့အဲ့ရထားတိုင်းလေကိုကိုထတိပေးလိုက်ပေါ့ဟုတ်ကဲ့ဒီနေ့ဘာပဲဖြစ်ဖြစ်ဘဒူပါပြောပြောကိုကိုကိုချင်မယ်မလိုအပ်တဲ့အစိုးမြင့်စိတ်ကိုလက်ခံမှာမဟုတ်ဘူးလို့စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တာမျိုးပေါ့ နေစဉ်စိတ်ကိုတန့်ရှင်းရေးလို့တလို့မျိုးပေါ့ဟုတ်တယ်အင်ကအမိုက်ပုံးကိုနေတိုင်းမပင်ရင်အနမ်းထွက်လာတယ်လို့ပဲကိုယ်စိတ်ထဲကအစိုးမြင့်အတွေးလေးစိတ်အနောက်အချက်တွေကိုလေရှင်းထုတ်ပြထို့လို့ရဲ့လေအဲ့တော့မစိတ်ကကြည်လင်ငင်းချက်နေမှာပေါ့อืมဒါပဲနဲ့လူတော်တော်များများထန်နေတာနဲ့နည်းနည်းကွာနေတယ်လို့ပဲဟုတ်မလို့ကွာလဲဟိုးစိတ်မြန်တာဒေါတာထွက်လွယ်တာကျန်တန်းပြတာကို တတိရှိတဲ့စိတ်သက်မာတယ်လို့ထင်ကြတာလေအဲအဲ့ဒါမာနေတဲ့ယူဆပဲတကယ်တော့အဲ့ဓာတွေကအားနေခြင်းရဲ့လက္ခဏာတွေပါအားကြီးတာမဟုတ်ဘူးဟင်းတကယ်စိတ်တကြန့်ခိုင်မှုဆိုတာအပြင်ပိုင်းကျန်းနေတာကိုပြောတာမဟုတ်ဘူးအထဲကတည်ငြိမ်မှုဘဝရဲ့အတက်အကျတွေမှာမတုံ့လို့တဲ့စိတ်ထားကိုပြောတာဟင်းရှင်းသွားတာပြီဒါဆိုဒီနေ့ဆွေးနွေးခဲ့တဲ့အဓိကအချက်၃ချက်ကတည်ငြိမ်မှုခံနိုင်စွာ ပြီးတော့ကိုယ့်ကိုယ်ကိုချစ်ခင်မှုပေါ့နော်ဟုတ်ပါတယ် အဲ့ဒီတုံးချက်ကတစ်ခုနဲ့တစ်ခုလည်းဆက်ဆက်နေတယ်။ကဲအချိန်လေးတော်တော်လေးပြည့်တော်မယ်ဆိုတော့အချင်းချုပ်ကရင်ဒီအချက်တုံးချက်ကိုလက်တွေ့ဘဝမှာကျင့်သုံးဖို့စ조사ကြည့်တဲ့နေပေါ့။ဟုတ်ပါတယ်။နောက်ဆုံးအနေနဲ့နားကြောက်နေတဲ့တူတွေကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းတယ်။ဟုတ်ကဲ့။လူအများစုထင်နေတဲ့စိတ်ထက်ကြန့်ခိုင်နေဆိုတဲ့ပုံစံဥမာဒေါသကြီးတာမာကြောတာနဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒီနေမှုအတွင်းစိတ်ကိုထိ ंछ ုံနိုင်စွမ်းဆိုတာလေးချာကကွာခြားချက်ကိုလေး ခဏလောက်စင်ကျင်ကြည်စေခြင်းတယ်ဟမ်စိတ်ဝင်စားဖို့ကောင်းတယ်တကယ်ခွန်အားကအပြင်ပန်းကပြင်းထန်တာမှရှိတာလားဒါမှမဟုတ်အတွင်းစိတ်ရည်တည်နေမှုနဲ့ကျင်နာမှုမှရှိတာလားဆိုတော့ကိုပါတော့ကိုပြန်မေးကြည့်ဖို့ပေါ့ကောင်းလည်းတဲ့တွေ့ပါပဲဒီနေ့ဒီအကြောင်းအရာကိုနက်နက်နဲနဲဆွေးနွေးပေးတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆွေးနွေးခွင့်ရတာဝမ်းသာပါတယ်